越过界。 စ်ဆွေအဖအဝေးအမုံတို့ရဲ့ဘဝမှာလက်ရှိထက်ပိုပြီးတော့မှအရာအားလုံးအဆင်ပြေခြင်းနဲ့ငွေကြေးဆိုလို့ရှိရင်လည်းလက်ရှိထက်အဆင်ပြေခြင်းနဲ့ကိုကိုတိုင်ဆိုလို့ရှိရင်လည်းလက်ရှိထက်ပိုပြီးတော့မှတိုးတက်ခြင်းနဲ့ relationship ဆိုလို့ရှိရင်လည်းလက်ရှိထက်ပိုပြီးတော့မှပျော်ရွှင်ခြင်းနဲ့ပိုပြီးတော့မှချစ်စေခြင်းနဲ့အဲ့လိုဆိုတဲ့အခါကျတော့မိုးလေးကနေတိုင်းနေတိုင်းနေတိုင်းမှာပုံမှန်လုပ်နေကြလို့တွေပေါ့ပုံမှန်လုပ်နေကြလို့တွေဆိုတာကကိုကနေတိုင်းမှာအရင်နေ့မနေ့တုန်းကလည်းကိုကနေတိုင်းဗီဒီယိုဇလန်းတွဲတွေကြည့်တယ်ဒီနေ့လည်းဇလန်းတွဲတွေကြည့်ပဲထိုင်ကြည့်နေတယ်ဟိုမှာကိုကမနေ့တုန်းက ဆိုလို့ရှိရင်အာဒီချိန်ထိအိတ်တယ်ဆော့ဆော့အိတ်တယ်ပြီးရင်မနေ့အာနောက်ကျမှအိတ်ရထားတယ်အဲအဲ့လိုမျိုးပဲကိုကဒီနေ့ဆိုလို့ရှိရင်လဲဆော့ဆော့အိတ်တယ်မနေ့နောက်ကျမှအိတ်ရထားတယ်ဥမာမနေ့ရဆိုလို့ရှိရင်လဲလေ့ကျင့်ခန်းမလုပ်ဘူးဒီနေ့ဆိုလို့ရှိရင်လဲလေ့ကျင့်ခန်းမလုပ်ဘူးအဲ့လိုမျိုးပဲမွန်တွေကကိုလုံနေကြပုံစံနေအတိုင်းလုံနေပြီးတော့ကို ခေါ်နေကြအတူကြီးခေါ်တွေပဲရှိနေတယ်ဆိုလို့ရှင်ရေငမိုးတွေကလက်ရှိထက်ပိုပြီးတော့မှတိုးတက်လာစရာအကြောင်းလုံးဝလုံးဝမရှိပါဘူးအဲ့တော့ငမိုးတွေကလက်ရှိထက်ပိုပြီးအဆင်ပြေခြင်းနဲ့ပိုပြီးတိုးတက်ခြင်းနဲ့ပိုပြီးဝင်ငွေတွေရခြင်းနဲ့ဆိုလို့ရှင်ငမိုးတွေမှာ ပြောင်းလဲရ တဲ့အရာလေးတော့ရှိလိမ့်မယ်အဲ့ဒီပြောင်းလဲရတဲ့အရာကကိုယ့်ရဲ့အတွေးခေါ်လဲဖြစ်ခြင်းဖြစ်မယ်တယောက်နဲ့တယောက်နဲ့တော့တူမှာမဟုတ်ဘူးကိုယ့်ရဲ့အတွေးခေါ်လဲဖြစ်ခြင်းဖြစ်မယ်ကိုယ့်ရဲ့ခံယူချက်လဲဖြစ်ခြင်းဖြစ်မယ်ကိုလုပ်နေတဲ့အလုပ်တွေကိုပြောင်းလဲပြီးလုပ်ရတာလဲဖြစ်ခြင်းဖြစ်မယ်ကိုပေါင်းသိနေတဲ့အပေါင်းအသင်းတွေကိုပြောင်းလဲပြီးတော့မှပေါင်းသိရလဲရှိခြင်းရှိလိမ့်မယ်ဒါကကိုပြောင်းလဲရမယ့်အရာကိုကိုကိုယ်တိုင်အတိဆုံးဖြစ်ဖို့လိုတယ် ်ဖို့ရတယ်မို့လို့ရဘာလေးပဲလုံရမှာလဲဆိုလို့ရှိရင်ကိုကိုကိုခဏအချိန်ပေးရလိမ့်မယ်ခဏအချိန်ပေးပြီးတော့ကိုကစဉ်းစားရလိမ့်မယ်သုံးသပ်ရလိမ့်မယ်ဒီနေရာမှာအရန်ကိုကြော်ဝချမ်းသာတဲ့ Robert Kiyosaki ကဘာပြောထားလဲဆိုလို့ရှိရင်သူကတကယ်စက်ကြီးအလုံးလုံးနေတာထက်စာရင်တီးနေတဲ့သူကပိုပြီးအောင်မြင်နိုင်ရရှိတယ်တဲ့သူ ပြေးနေတယ်လို့ပြောတဲ့ဆိုလိုရင်းကဘာလဲဆိုလို့ရှိရင်ပြန်လဲသုံးသက်ခြင်းပဲအဲ့တော့မွန်ရီကအလုပ်တွေလုပ်တယ်လုပ်တယ်ဆက်တွေဆက်တွေဆက်စူးစမ်းတယ်လုပ်တယ်ဒါပေမဲ့အဲ့ဒီစူးစမ်းမှုတွေကိုကိုကပြန်ပြီးတော့မှမသုံးသက်ဘူးတရက်တာမှဆိုလို့ရှိရင်ငါဒီနေ့ဘာသင်ခန်းစာတွေရလိုက်တယ်ငါဒီနေ့ဘာတွေတော့မှားပြီးတော့လုံမိလိုက်လေဘဘကတင်ကန်းစာမယူဘူးဆိုလို့ရှင်မနဲ့ပြန်မှာပူကောင်းတဲ့လူဆိုတာဖြစ်လာမှာမဟုတ်ဘူး ပြီးအဆင်ပြေလာစေတဲ့အကြောင်းအရာတွေကရှိလာမှာမဟုတ်ဘူးနေတိုင်းနေတိုင်းနေတိုင်းဒီလိုဆက်စည်းရမှုတွေနေတိုင်းနေတိုင်းနေတိုင်းဒီလိုအဆင်မပြေမှုတွေနဲ့ပဲကိုကကြုံတွေ့နေရမှာနေတိုင်းနေတိုင်းနေတိုင်းဒီလိုပြဿနာတွေနဲ့ပဲကိုကကြုံတွေ့နေရမှာအဲ့ဒီအတွက်ကြောင့်နေတိုင်းနေတိုင်းနေတိုင်းမှာကိုကိုအချိန်လေးခဏပေးပြီးတော့မှပြန်သုံးသပ်ဖို့ရာအတွက်လိုအပ်ပါတယ်ဒါကြောင့်နေတိုင်းမှာပြန်သုံးသပ်ပါ ပြန်သုံးသက်ရင်းနဲ့ကို့မှာမှားတဲ့အမှားတွေကို ပြင်ဆင်ရင်းနဲ့ပဲရှင်းဆက်ရပါလိမ့်မယ်အဲ့လိုရှင်းဆက်တဲ့အချိန်မှာပိုတိုးတက်လာမယ်ပိုအဆင်ပြေလာမယ်ပိုပြီးတော့မှပျော်ရွှင်လာမှာပဲဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်အကျိုးရှိမယ်လို့ပြေဝရုံကြည်ပါတယ်အကျိုးတစုံတရာရှိတယ်ဆိုကွန်မန့်မှာ yes လို့ဂုဏ်ယူဝင့်ကြစာဖြင့်ရေးပေးစေချင်ပါတယ်အမြဲတမ်းမှတ်ထားပါ hero is you